ဖန်နိုင်းနေရာမှာအင်နာခန်စစ်မှုဘာစတိုနီနဲ့အစားထိုးကျင်နေတဲ့လေပါဘူးဖော်လွန်ချသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါရင်လေပါဘူးတဲ့ကသူတို့ရဲ့အဓိကနောက်ခံလူအသင်ကောင်းဆောင်ဖာဂျီဖန်တာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မတိကျမှုတွေရှိနေချိန်မှာအင်နာမီလန်ရဲ့ကျယ်ဝင်းနောက်ခံကစားသမားအလက်ဇန်ဒိုဘာစတိုနီကိုပြစ်မှတ်ထားနေရဆိုတဲ့သတင်းတွေထွက်ပေါ်လာပါရင်နယ်သာလန်ခန်စစ်မှုကြီးဖန်နိုင်ကလေပါဘူးတဲ့ခန်စစ်တန်းရဲ့အဓိကအင်အားတစ်ခုဖြစ်နှစ်ပေါင်းများစွာရပ်တည်ခဲ့သလို့ ဆောက်တန်းကနေပြောင်းရွှေ့လာပြီးတဲ့နောက်သူဟာ2019မှာချန်ပီယံလီနဲ့နောက်တစ်နှစ်ကြာမှာပရီးမီးယားလိဖလားတွေရောက်နိုင်မှုတွေမှာပါအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒါပြင်ဗန်နိုက်ကဒီအသည်မှာလည်းပရီးမီးယားလိဖလားကိုနောက်တစ်ကြိမ်ထပ်ယူနိုင်မှုအတွက်အသေးစားဆုံးဖြစ်အောင်ဆွမ်းဆောင်နေပေမယ့်အသက်33နှစ်ရှိလာပြီဖြစ်တဲ့ဗန်နိုက်ရဲ့စာချုပ်ကနာမည်နွေရသည်မှာပဲတက်တန်းကုန်ဆုံးမှဖြစ်တယ်လို့သူရဲ့နာကနဲ့ပတ်သက်ပြီးတော့မေးမြန်းဖြစ်နေရပါတယ်။ ဒီစီနေကြောင့်လေပါဖို့ကဖန်နိုင်းရဲ့မြောက်မှာအစာထိုးဖို့အလားလာရှိတဲ့ကစားသမားတွေကိုရှာဖွေနေပြီးတော့ဘတ်စတိုနီကထိတ်ဆုံးကပြင်မှတ်ဖြစ်လာခဲ့ပါတယ်။အသက်25နှစ်သာရှိသေးတဲ့ဘတ်စတိုနီကအင်နာမီလန်မှာကမ္ဘာအဆင့်မြေဗဟိုနောက်ကလူတူဖြစ်သူ့ကိုယ်သူသက်သေပြထားခဲ့ပါတယ်။သူကဘောလုံးကိုထိမ့်ချုပ်ပြီးဖြန့်ဝင်နိုင်တဲ့အခြေအနေနဲ့မြေပြူဟာပိုင်းဆိုင်ရာထိမ့်ချုပ်မှုမှာထူးထူးနေသူဖြစ်ပြီးတော့ အင်တာရဲ့2023 24 Serie A ဖလားနဲ့2023 Champions League Final ထိရောက်ရှိရမှာအဓိကနေရာကနေပြီးတော့ပံ့ပိုးပေးခဲ့သူလည်းဖြစ်ပါတယ်သူရဲ့ဘေဘက်ကနေတိုက်စစ်ကိုတိဆောက်ပေးနိုင်မှုတိကျတဲ့အကွာအဝေးပေးဖို့မှုနဲ့ဖီအားအောက်မှာတည်ငြိမ်မှုတွေကလီဗာပူးရဲ့ကစားပုံနဲ့အဝင်ခွင့်ကျဖြစ်နိုင်တယ်လို့ဘောလုံးသုံးသပ်သူတွေကယူဆထားကြပါတယ်။ လီဗာပူးနီးပြအာနက်စတော့က433ကစားပုံကိုအသုံးပြုနေပြီးတော့နောက်ကလူတွေရှိကဘောလုံးကိုတိုက်စစ်စီချိတ်ဆက်ပေးနိုင်မှုကိုအားပြုရတဲ့သူဖြစ်ပါတယ်လီဗာပူးကဗန်နိုက်ကိုအလွန်နဲ့လက်လွတ်လိုက်ရမယ့်အချိန်မှာဘာစတိုနီလိုအသက်ငယ်ရွယ်ပြီးအရေးသွေးမြင့်တဲ့နောက်ကလူတူကိုခေါ်ယူဖို့စဉ်းစားတာကအသင်းရဲ့နာကောက်ကိုတည်ဆောက်ဖို့ဘူဟာတစ်ခုဖြစ်နိုင်ပါတယ်။ ဘတ်စတိုနီကအင်နာမှာစီရီအဖလားကိုရယူနိုင်ခဲ့ပြီးတော့ဥရောပအဆင့်ပြိုင်ပွဲတွေမှာပါအတွေ့အကြုံရှိတဲ့သူဖြစ်တာကြောင့်လီဗာပူးရဲ့ချန်ပီယံလီးနဲ့ပရီးမီးယားလီးအောင်မြင်မှုတွေကိုဆက်ထိန်ဖို့အထောက်အကူဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဘတ်စတိုနီကိုခေါ်ယူဖို့ကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။သူရဲ့စာချုပ်က2028ခုနှစ်ထိတက်တန်းရှိနေပြီးတော့အင်နာကလည်းသူ့ကိုအဓိကကစားသမားဖြစ်အားကိုးထားတာကြောင့်မြင်မာတဲ့ပြောင်းရွှေ့ခြေတရက်ထိတောင်းဆိုလာနိုင်ပါတယ် ထရန်စပါမားကတ်မှာတော့ဘာစတိုနီရဲ့လက်ရှိတန်ကျဲ95တန်ထိသတ်မှတ်ထားပါရယ်။ဒါကြောင့်မလို့လင်မာဘူးအတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာနိုင်ပေမယ့်ဘာစတိုနီရဲ့အလားအလာနဲ့လက်ရှိစွမ်းရည်ကိုကြည့်ရင်တမိုးရှိတဲ့ရင်းနှီးမှုတစ်ခုလို့ယူဆနိုင်ပါရယ်။